စကိုင်းတိုင်းရွှေဘိုခရိုင်ဝက်လက်မြို့နယ်မှာတလားကြော်ကြစကြောင်းထုကရွာမီးရှို့လူသက်မှုတွေဇက်တိုက်ကျွုံလွန်နေတဲ့စုပ်စုတက်ကနိုဝင်ဘာ20ရက်ဒီကနေ့မနက်ပိုင်းမှာဖျက်ပြန်ကျေးရွာကနေအင်းတွေကိုမီးရှို့ဖျက်ဆီးနေရလို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်။ဖျက်ပြန်ကျေးရွာကိုနိုဝင်ဘာလ19ရက်နေ့ကလေးကရောက်ရှိနေတဲ့အင်အား150ခန့်ပါတဲ့စုပ်စုစကြောင်းကဒီကနေ့မနက်9နာရီဝန်းကျင်လောက်မှာစတင်ပြီးတော့ကားလမ်းဘေးမှာရှိနေတဲ့ပြည်သူပိုင်နေအင်းတွေနဲ့ဈေးဆိုင်တွေကိုစတင်မီးရှို့နေရလို့ ဝက်လက် information နဲ့ network ကတာဝန်ရှိသူတို့ကပြောပါတယ်။လက်ရှိအချိန်ထိဖရဲပြန်ရွာကနေအိမ်တချို့မီးလောင်နေပြီးစစ်ကြောင်းတွေလည်းရှိနေရကြောင်းမီးလောင်ပျက်စီးသွားတဲ့နေအိမ်အရေအတွက်ကိုတော့အတိအကျမသိရသေးဘူးလို့ပြောပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့သိရတာတော့ဖရဲပြန်ကျွန်တော်တို့ရွာထဲတော့မဟုတ်တယ်ဗျာကျွန်တော်ဒီကာလန်ဘေးကကျွန်တော်တို့ဆိုင်ကို မိရှွေလို့သိရတယ်ဗျာလောတဲ့တော့ဟိုအရင်မများသေးဘူးလို့သိရတယ်ဗျာဝက်လက်နဲ့အနောက်ခြမ်းရွာသားကြီးရွာမှာအထိုင်စကန်ချထားတဲ့စုပ်စုအင်အား250ခန်းဟာ ိုဝင်ဘာလ19ရက်ကစစ်ကြောင်း၃ကြောင်းခွဲပြီးတောင်ဘက်ချမ်းကိုစစ်ကြောင်းထိုးနေရဖြစ်ပါတယ်။အဲ့ဒီစစ်အုပ်စုစစ်ကြောင်းတွေဟာရွှေဘိုမန္တလေးကားလမ်းမအတိုင်းတောင်ဘက်ကိုဦးတည်သွားကဖျက်ပြန့်ရွာတောင်ဘက်ရွှေကိုတော်တရက်ချံအနီးမှာစစ်ကြောင်းတစ်ကြောင်းတရက်ကြီးရွာထဲမှာစစ်ကြောင်းတစ်ကြောင်းနဲ့တကောင်းတောင်ရွာတောင်ဘက်မှာစစ်ကြောင်းတစ်ကြောင်းစီးနှင်းဝင်ရောက်ပြီးတော့စစ်ကြောင်းထိုးနေရဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဇွန်လကလည်းအင်ချေ250ဝန်းကျင်ကရှိတဲ့ ဖျက်ပြန်ရွာကိုစိုးစုစကြောင်းတွေစင်းနှင်းဝင်ရောက်ပြီးနောက်နေအိတ်180ခန်းကိုမိရှုဖျက်ဆီးခဲ့ပါတယ်။ဒါပြင်စိုးစုရန်ကြောင်ရွာသားကြီးထုံးဖို့တတဦးတမကုံရွာတော်ကုံဥတီကုံအုပ်ဖို့ကုံကြီးကံတောင်ရွာနဲ့မြောက်ရွာလာတော်လှဲဦးကြီးကုံနှံကြီးကုံရွှေသာရင်မတော်ကုကုစုမပြောတော်တကောင်းတောင်ဂဒူစားတဲ့ဝက်လက်နယ်ကြီးရွာ20ကျော်ကထောင်းတောင်းချီတဲ့ဒေသခံပြည်သူတွေထွက်ပြေးနေရပါတယ်။ စကိုင်းငလင်လောက်ခတ်ပြီးတလားမပြည့်ခင်အေပီလာကစပြီးတော့စောစုကဝက်လက်နေတဲ့ရွာစင်ပတ်မွေစစ်ကြောင်းတိုးကဒူးတက်လူရဲ့မိရှုနေရဖြစ်ပြီးတော့လက်ရှိမှာတော့ရွေးကောက်ပွဲကျင်းပနိုင်မှုနည်းမြေရှင်းလင်းတဲ့အနေနဲ့ဆက်ရှိန်မြင့်ကစစ်ကြောင်းတိုးမိရှုနေသလိုစကိုင်းရှိဖို့လမ်းပိုင်းကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့စူးစမ်းနေတာလို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်။